လေဘေးသွားလူတော်တော်ဦးဇင်းတို့ဦးဇင်းဥဆောင်ပြီးတော့သစ္စာဘောဓိပရာဟိတအသင်ဦးဇင်းတို့စတီထောင်လာတဲ့အဖွဲ့ရဲ့เนาะတေးသန့်ရှင်အစိုးတော်မေတ္တာတန်ဆင်တေဂီတာအဖွဲ့မောင်ဆက်ကောင်းတို့ဦးဆောင်တဲ့အဖွဲ့ရဲ့ပေါ့เนาะအနှစ်ဖက်ပေါင်းပြီးတော့ဦးဇင်းတို့ငလင်ဘေးကိုသွားလူတာဖြစ်ပါတယ်သွားလူတာပြတာတော့ဦးဇင်းတို့ ဒီတင်းတက်ခြင်းစက္ကောင်တို့အဖွဲ့တဲ့ဥဒုံသစ္စာဘောဓိပရာဟိတဖွဲ့နော်နှစ်ဖွဲ့ဥဆောင်ပြီးတော့ဥစဉ်တို့ဒီစကိုင်းတိုင်းတို့မန္တလေးတိုင်းပျော်ပွဲတို့နေပြီးတော့အဲ့ဒီနေရာတွေသွားလူတာဖြစ်ပါတယ်ရမ်းရှင်းလူပေါ့နော်လူတန်းတာတော့အဲ့လိုပေါ့ဥစဉ်တို့သွားလူတဲ့ဖွဲ့တွေမှာတော့ဥစဉ်တို့ဟိုလိုအပ်တဲ့နေရာမှာနော်ဟိုတို့ပရာဟိတအကြောင်းနေတယ်ပါတယ်နော်ပရိယတ်တိအကြောင်းနေတယ်ပါတယ် နော်ဟိုပြောမစို့လူတွေရောပေါ့နော်အစရှိတည်ဦးဇင်းတို့ဟိုလိုအပ်တဲ့နေရာမှာတက်နံတောင်လူတန်းခဲ့တာပေါ့နော်အဲလူတန်းမှုအားလုံးကတော့ဦးဇင်းတို့400ကျော်လောက်ရှိမှထင်တယ်400ကျော်500ပေါ့ဟိုဇေယျနော်အဲလူတဲ့ပတ်စံနဲ့ဦးဇင်းတို့ဒီဒီခုနှစ်သားသမီးညာနဲ့အတူဦးဇင်းတို့ဒီဦးဇင်းတို့မတီဦးဇင်းတို့ပရိုက်တာမတီတဲ့ငွေရဲ့စကောင်းတို့ တိတာဖွယ်မတည်တဲ့ငွေရသစ္စာဘောဓိပရဟိတတဲ့နှစ်ခုမတည်ပြီးတော့ခုနှစ်အတာမီလူရှင်တို့ရဲ့လူတဲ့ငွေကိုဦးဇင်းတို့သိန်း400ကျော်900လောက်သွားပြီးတော့နော်ရေဘူးရောစံရောနောက်ကဦးဇင်းကပြည့်ချက်တွေရောနော်အဲ့လိုပေါင်းပြီးတော့လူတန်းတာဖြစ်ပါတယ်။ငလင်ဘေးတဲ့ဦးဇင်းတို့အခုတစ်ချိန်ငလင်ဘေးကိုလည်းလူခဲ့တဲ့ရေဘေးပေါ့နော်ရေဘေးကိုလည်းဦးဇင်းတို့ရေဘေးတော့ရတယ်ဦးဇင်းတို့နေပြည်တော်တို့အော်တော့ရမဲသိန်းတို့အဲ့ပြောပွဲနောက်ပြီးတော့ဟိုးဘက်ပင်လုံတို့နန်းဆန် အဲ့ဘက်ကြီးကိုလည်းဥစ္စာသွားလူတာပါနော်အဲ့ဘက်မှာရေပြီးတော့သွားလူခဲ့ဘူးတယ်ဒီလိုပေါ့ပလိုက်တက်လောက်တော့ကြာပါပြီဥစဉ်တော့အသက်20လောက်တည်းကဒီယဟန်စာဖြစ်တဲ့ကစပြီးလုပ်ခဲ့တာပရာဟိတပါနော်စတဲ့ရတဲ့ဥစဉ်တို့ဒီအကြောင်းမတတ်နိုင်တဲ့ကလေးလေးကိုထားအကြောင်းနေထားပြီးတယ်ဆရာမလူရင်ဆရာမတွေဥစဉ်တို့ငားခဲ့ပြီးတယ်အဲ့ဒါဥစဉ်တို့ဟိုယဟန်မြို့လေးဘွားတွေကဥစဉ်တို့နာကိတိတိုက်တော့ရတယ်အဲ့တော့ကဥစဉ်တို့ထိုင်းမြန်မာဆိုပြီးတော့ ဆရာတော်ဥဝေပုံလာတို့နောက်တော့ခင်မုံဆရာတော်တို့ဥပိတရဝါတို့ပေါ့နော်အခုတော့ရွှေဆန်းနဲ့ဆရာတော်တို့နဲ့ဦးဇင်းတို့လောက်တော့သာသနာဘုရားတော့အဲ့လိုပေါင်းပြီးတော့အဲ့ဦးဇင်းတို့တွန်တေးမူပင်အဲ့ဆက်ပတ်မှာလည်းလောက်နာကိတိတိုက်တော့လူခဲ့ပူပါတယ်เนาะအဲ့လိုတော့ခုလေဦးဇင်းဒီကြောင်းမှဆိုရင်ခလေးမိပါမဲ့နေတယ်ပရာဟိတဆိုမိပါမဲ့နေဦးဇင်းမွေးပါတယ်ဆိုရင်ဟိုနေ့ကပဲ25ရက်သားလေးဦးဇင်းတို့လက်တင်ခံလာတဲ့ယောက်ျားလေးเนาะ ဟိုမင်းကလေးနှစ်ယောက်တည်းလာပြီးတော့ပြီးတယ်ပေါ့နော်အခုကြောက်ပါပဲဦးဇင်းတို့မိဘမဲ့လေးတွေဦးဇင်းမိဘရှိတာပေါ့နော်သူကြတော့လည်းအခက်အခဲကြောင့်လာပြီးမွေးတဲ့လူတွေရှိတော့ဦးဇင်းဒီမှာအားလုံးဆိုရင်ပရိယတိရောလို့သူပရဟိတလို့ဆိုဦးဇင်းကလေးဆိုဦးဒီမှာ60လောက်ကျော်လောက်ရှိတယ်အပြင်မှာလည်းဆိုဦးဇင်း80လောက်ရှိတယ်နော်အဲ့လားဒီမှာတော့ဦးဇင်းတို့မိဘမဲ့အဲ့လိုပေါ့ယောက်ျားလေးတွေတော့အထူးအဖြစ်ဦးဇင်းတို့ဒီမွေးတယ်မွေးပြီးအရွယ်လေးရောက်လာလို့6 9လောက်ဖြစ်ရင်အဲ9နှစ်နောက်ပိုင်းတော့သင်္ကန်းနာဖိုးသူတော်ပေးဝဲတယ် ခိုးသူတော့ပြေးဝေးပြီတဲ့အခါနောက်ပိုင်းကြတော့ဦးဇင်းတို့ခုနှစ်ပြည်လာတဲ့ကိုရင်ပြေးဝေးပြီတော့နော်အဖိုးသူတော့တဲ့အစားတော့ကာကြီးခဝေစတင်တာသူတို့အတန်းချောင်းထားတာတော့နေကာကြီးခဝေအခြေခံလေးတင်တင်ပြီးတော့ဖုံးကြီးစာတွေပေါ့နော်တင်ပြီးတော့ဒါဒါမဏီပေါ့သာသနာပေါင်နဲ့တွင်းတာပေါ့နော်အဲလိုမျိုးဆက်တက်ထမွေးတာပေါ့ခုဆိုလဲဦးဇင်းဓမ္မတော့ပရိယတ်တိဒီအဒီစာတန်တိုင်းပေါ်စာတန်တိုင်းပေါ်ဦးဇင်းတို့ကမိပါတွေကကိုရင်လေးလေးမွေးရင်းကြောင်းရတယ်ဒီလိုကလေးလေးမွေးစားရတယ် ကျွန်တော်တို့မိဘရှိတဲ့ကလေးတွေလည်းမွေးတယ်။မွေးတဲ့ကအရွယ်ရောက်လာတဲ့ခါကျတော့လည်းချူတွေကမိဘတွေကလာထုတ်တယ်ပေါ့နော်။လာထုတ်ပြီးတော့ကလေးတွေရတဲ့စိတ်ပေါ်လာတဲ့ခါကျတော့အဲ့လိုထုတ်ပြီးတော့ခေါ်ရတဲ့ခါကျတော့ကိုကရှိမှန်းချက်ကြီးကြီးတဲ့တာနာပေါင်ထဲမှာတေချာတုံတင်ဆုံးမပြီးတော့ဖုံးကြီးလေးတွေဖြစ်အောင်ဆိုပြီးမွေးပေမဲ့ဒါပေမဲ့မိဘတွေရန်နဲ့ကြောက်ရတယ်။နော်။မိဘရှိအဲ့တော့အဲ့ဒါကြောင့်မို့အခုဆိုရင်ငါမိဘတွေရှိတဲ့လူတွေပြီးရင်လည်းယူမယ်။ မိဘလုံးလုံးမရှိတဲ့လူတွေကဒုက္ခခံပြီးတော့တနစ်လေးလအဲ့လိုကခုလိုအရက်သားလေးတွေမွေးပြီးတော့ကိုမွေးသားသားဖြစ်တဲ့သာသနာဘောင်လေးကိုရေရှည်တည်တတ်အောင်ဆိုပြီးတော့အဲ့လိုစီမံကိန်းနဲ့အခုဆိုရင်ကလေးတွေပြုစုတိုးထောင်ပြီးတော့ကိုရင်တရားတည်စာတန်တားကြီးဖြစ်အောင်လုပ်နေတာပါနော်